ါလေးကတော့မကြက်ခင်နေထားလေးပေါ့ဗျာဒီကြောက်ကလေးကမကပေးမြေမှန်ကြောက်လို့ပြောတယ်ပေါ့ဗျာရောင်းတဲ့လူက तू ကမော်ဒယ်ကနေ35တိန်းနဲ့ဝယ်လာတယ်အဲဒီရောက်တဲ့အခါကျတော့ဆရာဖြတ်နှမ်းဆွဲပေးအောင်ဆိုတော့ကျွန်တော်ကအနာတက်တဲ့ဆွဲပေးလိုက်တယ်ပေါ့ဗျာအဲဒါတော့ဖြတ်ပြီးသားအနေထားပေါ့ဗျာအနာကြီးပါတဲ့အခါကျတော့ဖြတ်နှမ်းတချမ်းပဲမိတယ်အမပဲအချမ်းကတချမ်းကအပဲ့ပဲ့ထွက်သွားတာပေါ့ဗျာအဲအတွက်ကြောင့်မို့ခင်းခွင်ရမလောက်ဘူးအဲဒီအတွက်ကြောင့်မို့ကွန်နီနဲ့နိုင်ပြီးအယောင်တင်ရမယ်ပေါ့ဗျာကျွန်တော်ကအယောင်တင်ခိုင်းလိုက်တယ်ပေါ့ကွန်နီနဲ့ထိုးပြီးတော့မှ အမ်ဒီနေသားလေးကအယောင်တင်ပြီးသားအနေသားပေါ့ဗျာဒီကြောက်ကလေးကိုမနဲ့ခင်းဝိုင်းခင်းတဲ့ခါကျတော့တိန်း90ပဲထွက်တယ်ပေါ့ဗျာကြောက်လေးကတိန်း90ပဲထွက်တဲ့ခါကျတော့ तू ကမယောင်းကျင်ဘူးပေါ့ဗျာအမ်မြတ်တော့မြတ်တယ်ပေါ့ရှေ့မှာလည်းတရုံဖြတ်ချုံလာတော့ तू ကမယောင်းကျင်ဘူးနေပြီးတော့ယူသွားမှလို့ရန်ကုန်ပြန်တယ်သွားမှလို့ဖြစ်နေရပေါ့တိန်းရင်ထဲမှာဒီထိတ်ကလေးပဲ့သွားတဲ့ခါကျတော့ထိတ်ကလေးကိုကျွန်တော်ကမှတ်စမ်းပေးလိုက်တယ်ပေါ့ဗျာ၃ပွင့် အဲကြောက်စီကြောက်တာကောင်းတယ်ဈေးကွက်ထိုးကြည့်တဲ့အခါကျတော့လေဈေးတန်းလည်းစိတ်တိုင်းကျတယ်ဆိုတဲ့အခါကျတော့ဒီကြောက်ကလေးကိုဖြတ်ဖြစ်သွားတယ်ပေါ့ဗျာအဲခြံပေါက်ကလေးတွေတော်တော်လာတယ်ခုံနဲ့နေတယ်လို့မျိုးဖြစ်နေတာဗျာအစီသားကလည်းမဆိုးဘူးပေါ့ဗျာဒီကြောက်ကလေးကတော်တော်လေးလာပါတယ်ဒါကတော့ကျွန်တော်တို့ဖြန့်နှံအတ္တိတတ်မှတ်ပြီးတော့မှကျွန်တော်တို့ပိုင်းပြီပေါ့ဗျာကြောက်ကလေးကအပေါ်ကမြင်ရတာတက်ကိုအဲသူကအကာမျိုး အောက်ဘက်အချမ်းမှာသူကအခွန်စားဘက်မှာပို့ပြီးတော့မှကာလာဝင်သွားတယ်ပေါ့ဗျာခြံကာလာ အဲဒီကြောက်လေးကအသာရအနေနဲ့တော့အဒဆန်းပေါ့ဗျာအဒဆန်းမှာခြံပြားရည်40ရည်50ရည်လောက်ဝင်တဲ့ပုံစံပေါ့ဗျာဘော်ဒီအဆင်းတော့မရောက်ဘူးပေါ့ကြောက်လေးကအခွန်စားပက်အောက်တောက်လျှောက်သူကခြံကာလာဝင်သွားတယ်ပေါ့ဗျာအညိတွေခိတွေအနာတွေပါတယ်ပေါ့ဗျာလိုက်ရက်အနေနဲ့ဆိုရင်ခက်တယ်ပေါ့ဒုတိယနေ့ပြတ်ထားတဲ့အနေထားလေးဖြစ်ပါတယ်ပယ်ကြည့်ပြီးကာလာပါတာလေးဆယ်ပွင့်လောက်ပါတယ်ပေါ့ဗျာဒီကြောက်လေးတွေကိုကျွန်တော်တို့ကတေးချာလေး၂ရက်၃ရက်နဲ့အပီးဖြတ်လိုက်တယ်ပေါ့ဗျာလိုက်ချက်အနေနဲ့ကုညီပေးလိုက်တယ်ပေါ့ ကြောက်ရအကျိုးမြတ်နေနေရတော့ရထပွင့်ပါတယ်ရပိုင်းပွင့်နေပါတယ်ဆက်ကြီးပိုင်းပွင့်နေပါတယ်ပေါ့ဗျာအဲအဲ့လိုမျိုးအပွင့်၁၂ပွင့်လောက်ပါတယ်ပေါ့ဗျာဂျန်နာတော့အလတ်ပွင့်နေရဲ့အသေးပွင့်နေရဲ့ရရှိပြီးထွက်တယ်ပေါ့ဗျာအဲကျွန်တော်တောင်မှဖျက်ခဲ့တဲ့မြားဒီကြောက်လောက်ကျွန်တော်တပည့်လောက်မအောင်ဘူးပေါ့ဗျာအဲဆရာတဲ့တပည့်ကလက်ဆောင်ထက်နေရမယ်ကျွန်တော်ပြောလို့ပဲလူငယ်တွေဆိုတာမြန်နေရမယ်တွက်နေရမယ်ထက်နေရမယ်ပေါ့တချို့လူငယ်တွေပြည့်စည်ရှာတယ် ဖကန်တက်စင်းနေလှုပ်ပြီးရှာတယ်တချို့နေပြည်တော်မှာနေပြည်တော်မှာရှာတယ်မန္တလေးဝိုင်းမှာရှာတယ်ခင်းဝိုင်းမှာရှာတယ်ပေါ့ဗျာအဲလှုပ်ရှားနိုင်တဲ့လူလှုပ်ရှားနိုင်တဲ့လူငယ်တွေကပစ္စည်းရနိုင်ကြီးပိုများတယ်ပေါ့ဗျာအိမ်မှာထိုင်ပြီးတော့မှငါပညာ level ရှိတယ်ပညာ level အမြင့်ဆုံးပေါ့လှုပ်ရှားတာနဲတဲ့လူကတော့ပစ္စည်းရနိုင်ကြီးပိုနဲတာပေါ့ဗျာအဲဒီကြောက်ကလေးကတော့ကျွန်တော်ရဲ့အကျိုးဆောင်ကအနေနဲ့ကျွန်တော်တပည့်ကျွန်တော်လက်ဆောင်ပေးထားတာဖြစ်ပါတယ်အဲဗီဒီယိုကိုဆောင်းကြည့်ကြတဲ့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ